ကျွန်တော်ကြောက်ဆယ်ရလာတာပါဒီကိုဘာလို့လာလဲဆိုတဲ့အခါကျတော့အကျွန်တော်ဂုံပြုတ်ကျင်လို့ပါဘယ်လိုဂုံပြုတ်ကျင်လဲဆိုရင်အခုဒီမိုကရေစီပြောင်းလဲရေးမှာပါဝင်ဆောင်ရွက်တဲ့နိုင်ငံရေးပါတီတွေအဲ့ဒီပါတီဝင်တွေကိုကျွန်တော်အများကြီးလေးစားပါတယ်ကျွန်တော်တို့ ်လူတယောက်ရဲ့တံခိုးကိုတမိုင်းကြောင်းရဲ့ပေးရတဲ့တာဝန်ခြေပြုမှု ရှိမရှိနဲ့ဆုံးပြရမယ်လို့စာရေးဆရာဗမော်တင်အောင်ကပြောပြထားပါတယ်အမေတန်လေးနဲ့ပါတယ်အခုပါတီတွေဟာအခုပါတီဝင်တွေဟာတမိုင်းပေးဒီတာဝန်ကိုဆောင်ရွက်တဲ့အတွက်အများကြီးဂုဏ်ယူကြကောင်းပါတယ်အခုတာဝန်ယူတာဟာလည်းပဲ တာမန်ဆင့်နေယူတာမဟုတ်ပါဘူးပိဿချင်းနဲ့တာဝန်ယူတာပါတချို့ကရောက်ပွဲမဝင်နဲ့မဲယုံမသွားနဲ့အသက်အရွယ်ရှိတယ်အဲ့ဒီလိုအခြေအနေမျိုးမှာအခုသူတမန်ရေးတာဝန်ကျေပြွန်တဲ့ပုံကိုယ်တွေကိုဂုဏ်ပြုခြင်းနဲ့အတွက်ကျွန်တော်နိုင်အောင်ရှင်ဖြစ်ပါတယ် လာရောက်ချင်းရည်ရွယ်ချက်ကတော့ဂုံပြုဖို့နောက်ထပ်ဆက်ပြီးတော့ဒီကဖိတ်ခေါ်တယ်ဩဝါဒပေးပါဆိုတော့ကျွန်တော်ကနိုင်ငံရေးနေပြည်မှာနှစ်ပေါင်းအကြာကြီးကျင်လည်ခဲ့တဲ့သူပါဒါကြောင့်ဩဝါဒပေးချင်တာကတော့အခုလွတ်တယ်ကိုရောက်မယ်ပုဂ္ဂိုလ်တွေဟာလွတ်တယ်ရဲ့အမြဲတမ်းမြင့်မားတဲ့ ထောင်ဘုတ်ကိုကျုပ်ဝဲကိုကျင့်မှာဒါတော့ဘာလဲဆိုရင်အတိတ်ခံဘဝမှာနေရင်အစိုးရရဲ့တစ္ဆာကိုသိပါကိုကအစိုးရဖြစ်ရင်လဲအတိတ်ခံတွေကိုကိုယ့်ရဲ့လုပ်ဖို့ကံပဲလို့သဘောထားပါနောက်တစ်ခုကတော့ဒီနိုင်ငံရေးသူခင်မေဒါဝီလျံ ဂျီမီဒီကပြောတာရှိပါတယ်။အလားလွန်မိုးတဲ့လူတွေကိုတော်လှန်ပြီးတဲ့အခါမှာကိုအာနာရလာတဲ့အခါကျတော့အာနာရှင်စနစ်ကျင့်သုံးလို့ဆုံးကျသွားတယ်။တတိုက်တာတွေပမာဏတွေရှိတယ်တဲ့။အဲဒါလေးကိုလက်ဆောင်ပါကြည့်ပါတယ်။ကျွန်တော်တို့အမြဲတမ်းဒီမိုကရေစီရဲ့အနှစ်သာရအတွင်းမှာ သူရဲ့ပြည့်ဝရဲ့အတွင်းမှာဆောင်ရွက်ကြလားလို့နောက်တစ်ချက်ကတော့ဒါနိုင်ငံရေးမှာလေးစားစရာကောင်းတဲ့မင်ဒဲလာသူပြောတာလေကဒီမိုကရေစီအောင်မြင်မှုအတွက်အထူးအဆုံးလျှို့ဝှက်ချက်ကတော့ပြည်သူကိုပညာပေးဖို့ပဲအဲဒါလေးကြတော့ကျွန်တော်နောက်တစ်ခါဒီထဲမှာ ဆင်းရဲတဲ့အချိန်မှာအာရုံစိုက်မိတာလေးတွေပြောရင်တော့ဒါဥက္ကရာကြီးပြောတဲ့အချိန်မှာအတတ်ရဲ့လိုအပ်ချက်ကို နားလည်တယ်တန်နဲ့ပူပေါင်းဆောင်ရွက်မယ်ဒီမိုကရေစီရဲ့နှစ်သာရဖြစ်တဲ့အကြမ်းဖက်နီလန်းကိုဘယ်တော့မှမလုပ်ဘူးအဒီအတွက်ကျွန်တော်ကြားရတဲ့အတွက်လည်းအများကြီးလေးစားပြီးပါတယ်နောက်ဒီမှာလည်းပဲအခက်အခဲကြတဲ့ရည်ဆိုတာရှိခဲ့ဘူးပါတယ်အမေရိကန်နိုင်ငံလည်းပဲ ဗီယက်နမ်စစ်ပွဲရှုံးတဲ့အခါကျတော့စစ်သားတွေယူနီဖောင်းနဲ့အတင်မထွက်လဲလို့အမေပေးခါဘူးတယ်။အဲအဲ့ဒီတော့လွတ်တယ်တော့ရောက်တဲ့အခါမှာတပ်မတော်ရဲ့အခါကဏချီကျူးစရာပျော်မြောက်တာဇာတ်ရည်ရာခြံထားလို့မရပါဘူး။အမားရင်းရှိတာတွေကလည်းရှိပါတယ်။အဲ့ဒီအမားတွေကိုကျွန်တော်တို့ military reform နဲ့လုပ်ပေးကြပါ။အမေရိကန်မှာတော့ အဲ့ဒါကိုလောက်ခဲ့တာအောင်မြင်သွားတယ်အဓိကကတော့နှစ်ချက်နဲ့သူကပေါ်ပြတယ်စစ်သားတွေကိုဇာတ်ပါစေတဲ့နောက်စစ်သားတွေလက်ကကောင်းပြီးပါတယ်အဲ့ဒါလေးတွေလည်းကျွန်တော်လက်ဆောင်ပါပါတယ်နောက်ဥက္ကရာကြီးပြောတဲ့အထက်မှာဒီ COY လုပ်ငန်းရှင်တွေပေါ်ပေါက်ဖို့အများကြီးလိုတယ်အခုဆောင်ရွက်နေတဲ့အထက်မှာလည်းကျွန်တော်ဒီခန္ဓာတွေကို ်ဦးစားပေးတာတွေ့ရတယ်လက်တလောခွန်ယူစရာတခုကတော့ကျွန်တော်တို့အာဆီယံဒါဝန်နာအကော့မာအာဆီယံမှာစီဝါရေးတည်ထွင်ကြသသူအဖြစ်ပထမဆုံးရတာဟာမြန်မာပြည်ကအမျိုးသမီးတယောက်ပါအာဒါတွေဟာလည်းပဲတိုင်းပြည်ရဲ့ဒါအတိတ်နေမိကောင်းနေပါပဲအဲကျွန်တော် အဲဒါဒီလာတာကတော့ဂုံကြည့်ခြင်းလို့ပဲဒီကဖိတ်ခေါ်လိုက်တဲ့အတွက်အကြံဉာဏ်ပေးပါဆိုတဲ့အခါကျတော့ကျွန်တော်အကြံဉာဏ်ပေးပါတယ်ကျွန်တော်လည်းဒီမှာလေ့လာရတဲ့အခါကျတော့အားရှိသွားတယ်ခေကောင်းကိုကျွန်တော်မှီမယ်လို့ကျွန်တော်ထင်ပါတယ်ဒါမာလေးတိုင်းဥက္ကရာလည်းပြောသွားတယ်ကျွန်တော်တို့ယုံကြည်ပါကျွန်တော်တို့ဒီပြပြဆောင်ရွက်ပါမယ် အဲ့ဒီကောင်းလာမဲ့ခေတ်ကိုကျွန်တော်မြောင်းနေပါမယ်အဲဟုတ်နောက်ဆုံးကတော့ကျွန်တော်ဗာနဲ့ဒီကောချုပ်ချင်စလဲဆိုရင်အဲကျွန်တော်အတက်ရွယ်ရအသိပညာကိုဖြန့်ဖြူးတဲ့တာဝန်တော့ကျွန်တော်လုပ်နိုင်ပါသေးတယ်ဒါကြောင့်ပြည်သူ လူထုပညာပေး လုပ်ငန်းတွေမှာကျွန်တော်အကူအညီတောင်းရင်ကျွန်တော်ဗန်မြို့နယ်ဖြစ်ဖြစ် ပါဝင်ဆောင်ရွက်ပေးပါမယ်။အားလုံးအောင်မြင်ကြပါစေ။ဆောင်ပါတီမြို့ကောင်ပြမြို့ဆောင်သည်မြို့ကောင်သားတို့ဦးဆောင်သည် စမန်နဲ့မြို့သားရေကိုဒီစမောတိတ်ထင်ဒီဒူဝါဒီကာမောဒူဒူဝါဒီကာလူကျွန်တော်တို့ကကြည့်တော်သည်ဒီပြည့်နဲ့မူဝါဒနဲ့ပြီးတော်တဲ့မြမစိတ်ဓာတ်ကိုဒီလုံးလုံးလာရှိဆောင်ဟောဆောင်အပ်ပြီ